ိတ်နဲ့ကိုနဲ့ကတ်အောင်နေတရက်ကတငယ်ချင်းနဲ့စကားပြောမိတော့သူကငါလေဖះဆွန်းတော်ကတ်ဖို့ကြော်ထားတဲ့ငဖေကြော်တွေကိုမိပြီးတော့ကောက်စားလိုက်မိရဲ့လို့ပြောပါတယ်။ကျမကလည်းတောက်တော်ရေကွက်တွေထဲရေမထဲပဲဖះကတ်လိုက်မိတယ်လို့ပြောရင်ကျမတို့ရေမိကြတယ်။ဒါမျိုး အဖြစ်အပျက်လေးတွေကနေစဉ်ဘဝမှာဖြစ်တတ်ပါတယ်။ဖျားသာရှ िख ိုးနေတယ်။ဘေးရောက်လို့ရောက်နေမှမသိဘူး။ပရိသာစိတ်နေတယ်။ဘယ်နဲ့ဘေးရောက်လို့ရောက်နေမှမသိဘူး။စားသာစားနေတယ်။ပါဇက်သေးဘာတွေဘလောက်ဝင်သွားမယ်မှန်းမသိဘူးဆိုတာမျိုးတွေဟာ grounded မဖြစ်တဲ့သဘောပါပဲ။စိတ်နဲ့လူနဲ့မကက်တာမျိုးပေါ့။ grounder ရဲ့အဓိပ္ပာယ်ကတော့ well balanced and sensible ဟန်ချက်ညီညာမှုရှိတယ်။အကျိုးအကြောင်းစင်ကြင်နိုင်မှုရှိတယ်ဆိုတဲ့အဓိပ္ပာယ်ပါပဲ။သတိရှိနေတာကို ဆိုလိုခြင်းလည်းဖြစ်ပါတယ်။တခါတလေကြတော့စိတ်ကလေထဲမှာညှောနေတဲ့သရွက်ချောက်ကလေးလိုဟိုရောက်ဒီရောက်နဲ့လွင်မျောနေတတ်တယ်။သရွက်လိုစိတ်နဲ့ဖြစ်နေတဲ့အချိန်မှာကျမက ကားမောင်းနေရင်မှာပဲပြီးမှထိုင်နေတဲ့အမေကို အမေအခုမွန်းတို့ဘယ်သွားနေရလဲဖုန်းကြီးကြောင်းလားဇီလာလို့ပြန်မေးရတဲ့အခါတွေလည်းရှိပါတယ်ဒါကြောင့်လူမမန်ဒလတီ grounded ဖြစ်နေဖို့လိုအပ်တယ်စိတ်ကတည်ငြိမ်နေတယ်ခိုင်မာနေတယ်ရောက်ရက်ခံနေတဲ့သူတွေဟာနေ့စဉ်ဘဝမှာ အမားနေစွာ နေထိုင်နိုင်တဲ့သူတွေဖြစ်ကြတယ် သူတို့ကအမြင့်ခိုင်နေတဲ့သစ်ပင်ကြီးတွေနဲ့တူကြတယ်။သစ်ရွက်ခြောက်ကလေးလို လူလွန်မျောပါနေတဲ့သူကတော့ balance မဖြစ်ဘူး။ဟန်ချက်မညီဘူး။အမြဲရိန်ထိုးလှုပ်ခတ်နေတတ်ကြပါရဲ့။ grounder မဖြစ်တာကိုမောဟဖြစ်နေရလို့လဲပြောနိုင်ပါရဲ့။မောဟဟာမတိတဲ့စိတ်ဖြစ်ပါရဲ့။သတိမကပ်ပဲ ဖြစ်ကျင်သလိုတွေဖြစ်နေတော့နေစဉ်ဘဝရဲ့ကာယကံဝစီကံမနောကံတွေမှာအမှားတွေကျူးလွန်မိကြသလိုအကုသိုလ်စိတ်တွေနဲ့ရှင်သန်လှုပ်ရှားနေတာမျိုးတွေလည်းကြုံရပါတယ်။တရားကျင့်တဲ့သူတွေမှာသတိတွေအင်မတန်ကပ်နေတာတွေကိုတွေ့ရတယ်။တကယ်တော့ကျမတို့မှာသိစိတ်ဆိုတဲ့ conscious mind ဟာ900ခိုင်နှုန်းသာရှိပါတယ်။အချိန်တိုင်းမှာ မတိစိ self conscious mind ဟာ95ရာခိုင်နှုန်းနဲ့အလုံးလုံးနေပြီးတွေးကျင်သလိုတွေးပြောကျင်သလိုတွေပြောပြီးထစ်ကျင်သလိုတွေဖြစ်နေတာဘလောက်ကြောက်ဖို့ကောင်းပါသလဲ grounded ဖြစ်နေတယ်တတိကတ်နေရဆိုရင်တော့စိတ်ကအသေးငယ်ဆုံးသောအတွေးခံစားမှုကလေးတွေအထိအလုံးလုံနေတာကို တွေ့ရတယ်တတိကတ်မိပြီဆိုတာ ਨੇ အဲ့ဒါဟာကုသိုလ်စိတ်လို့ပြောလို့ရပါတယ်ကုသိုလ်စိတ်တွေရှိတဲ့အခါမှာကိုယ့်ရဲ့ဘဝဟာလည်းအသေးဆုံးအစိတ်အပိုင်းဖြစ်တဲ့အတွေ့တွေခံစားမှုတွေကနေတဖြည်းဖြည်းပြောင်းလာနိုင်ပြီး positive energy feed ကို ရောက်လာနိုင်တယ်။ကောင်းမွန်သောစွမ်းအားတွေကိုဆွဲယူလက်ခံကျင့်သုံးနိုင်တဲ့ vibration တုံ့ခေါမှုတွေ energy စွမ်းအားတွေရရှိလာနိုင်တယ်။ ကောင်းတဲ့အရာတွေကို ကိုယ့်ရဲ့ဘဝတွေကို ရောက်လာဖို့ဆိုတာကိုကိုယ်တိုင်ရဲ့ vibration နဲ့ frequency တွေမြင့်နေမှလက်ခံတဲ့အားကိုကကောင်းနေမှ line ဆွဲအားအပြည့်ဖြစ်နေမှပဲဖြစ်နိုင်ပါလိမ့်မယ် ground up ဖြစ်တဲ့သူဟာ ကိုနဲ့စိတ်ကန်နေတယ်ကိုနဲ့စိတ်နဲ့ဆက်သွယ်မှု connection ရှိတယ်ဒီခေတ်မှာက social media အပေါ် အာယုံစိုက်တာတွေလည်းအရန်များတယ်။လိုအပ်တာထပ်ပိုးပြီးမိကွန်းတွေမေးနေမိတယ်။တရင်တွေအရန်တိကျင်ပြီးတရဇက်ရှာဖွေနေတာမျိုးဘသူတွေပါဖြစ်လဲ။ဘသူနဲ့ဘသူကပါလဲ။အရန်တိကျင်နေတာမျိုးတွေရှိတယ်။အာယုံတွေရဲ့သဘာဝအရာမကောင်းတဲ့အကြောင်းတွေ ဆိုရင်အရန်တိကျင်နေ။အညီအဟုတ်တွေဆိုရင် ပိုးပြီး နားထောင်ကျင်ကြရယ်ဒီလိုအကြောင်းတွေဟာကျမတို့ grounded ဖြစ်ဖို့ခက်ခဲတဲ့အခြေအနေတွေပဲဖြစ်ပါတယ်ဒါကြောင့်စိတ်ကိုပင်ပန်းစင်ရဖြစ်စေတဲ့အစိတ်အတော့ဖြစ်စေတဲ့ဝန်ကျင်မှန်သမျှကိုရှောင်ကျင်ရပါမယ်စွန့်ခွာသိရင်စွန့်ခွာရပါမယ်စိတ်နဲ့ကိုယ်နဲ့ connection ရဖို့ grounded ဖြစ်ဖို့ကလေ့ကျင့်ယူလို့ရပါတယ်အဲ့ဒါကတော့ သတိကပ်ပြီးဝင်သက်ထွက်သက်မှတ်ပြီးပါကြားတာမှန်သည်မကြားတယ်လို့သိပါမြင်တာမှန်သည်မမြင်တယ်လို့သိပါအနှဲရတာမှန်သည်မနန်းတယ်မွေးတယ်ဆိုတော့သိပါစားတာမှန်သည်မအရာတာကိုသိပါထီတာမှန်သည်မပူတယ်အေးတယ်ပြော့တယ်မာတယ်ဆိုတာကိုသိပါ စိတ်မှာတွေးနေတဲ့အတွေးမှန်သမျှကိုသိပါ မျက်စိနားနှာခေါင်းရှာကိုစိတ်ဆိုတဲ့တကား၆ပေါက်ကိုတတိဆိုတဲ့အဆောင်ချထားပါ စိတ်ကလေးငြိမ်သက်အေးချမ်းသွားအောင် ရုပ်ခန္ဓာပိုင်းဆိုင်ရာအရာကူညီပေးနိုင်တဲ့တခြားအချက်တွေလည်းရှိပါသေးတယ် မနက်အစောနေထွက်လာချိန်မှာ နေကြည်နွနူလေးရဲ့အနှွေးတန်းနဲ့အလေးရောင်ကို ခံယူတာမြေကြီးပေါ်မှာဖနက်မပါပဲမြေတက်ကိုခံယူတာအသက်ရှူလေးချိန်ကန်လုပ်ပြီး လေတွေကို ရှူသွင်းရှူထုတ်အဆုပ်ကိုတန်ဆင်ပေးတာကိုကြိုက်တဲ့မှုေးပြန့်နေတဲ့ရင်းနှံတွေနဲ့ aroma therapy ရင်နံကူထုံလောက်တာစိတ်ကိုအေးစက်နေအောင်ထားတာတဘာဝရဲ့အတန်တွေသူမဟုတ်ကိုယ့်ရဲ့စိတ်ကိုအေးချမ်းစေတဲ့တရားသံဂီတသံတို့ကို နားထောင်တာတွေဟာလေလူတယောက်ရဲ့စိတ်ကိုငြိမ်သက်သွားအောင်စိတ်နဲ့လူနဲ့ကနက်ရှင်ရသွားအောင်ပံပူဖြည့်ဆည်းပေးနိုင်တဲ့အချက်တွေ ဖြစ်ပါတယ်အပမာဒီနာတန်မာဒီတာဆိုတာ မြတ်စွာဘုရားနောက်ဆုံးပြောခဲ့တဲ့တတိပိစကားပါပဲတတိနဲ့နေဖို့ကျမတို့ကိုမှာခဲ့ပါတယ်တတိရှိနေတာဟာ grounded ဖြစ်နေတာပါပဲ